မလေးရှားနိုင်ငံမှာ OIC 58နိုင်ငံပူးပေါင်းပြီးမြန်မာနိုင်ငံအပေါ်ဖိအားပေးခြင်းကိုကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ဒီကနေ့ဇန်နဝါရီလ19ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့မှာတကူရိုလမ်းလျှောက်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။ အဲ့လိုဆန္ဒထုတ်ပေါ်ရမှာမလေးရှားနိုင်ငံမှာ OIC 58နိုင်ငံပူးပေါင်းကမြန်မာနိုင်ငံအပေါ်ဖိအားပေးခြင်းကိုကန့်ကွက်ရှုံချတဲ့စာသားနဲ့မလေးရှားဝင်ကြီးချုပ်ပုံပါ V9 ကိုကန်ဆောင်ပြီးကမာရွတ်မြို့နယ်ရန်ကုန်တက္ကသိုလ်ဝင်ပေါင်းရှိမှစတင်ကတကုံမြို့နယ်ပြည်တော်စုရိတ်သာလမ်းရှိမလေးရှားတန်ယုံရှိအထိတကူရောလမ်းလျှောက်ဆန္ဒထုတ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဟုတ်လားဟုတ်လေခောက်ရပါတော့လေနော်ဒီနေ့တော့တော့နော်ဘာမဟုတ်လားမဟုတ်လားအဆိုပါဆန္ဒထုတ်ဖော်မှုကိုပြုလုပ်တာနဲ့ပတ်သက်ပြီးဒဂိုရောဆန္ဒထုတ်ဖော်သူမြက်စုမွန်ကအခုလိုပြောပါရယ်ဒီနေ့လောကရည်ရွယ်ချက်ကကျမတို့နိုင်ငံရဲ့အရေးကို OIC 58နိုင်ငံပူးပေါင်းပြီးတော့မလေးရှားနိုင်ငံမှာအစည်းအဝေးလုပ်ပါရယ်ဒါကျမတို့ရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်ချိပါဆော်ပါခြင်းဖြစ်ပါတယ် ဒီလိုကြောင့်ကျွန်တော်မကျေနပ်လို့ဆန္ဒခေါ်ထုတ်တာပါ။ဒါကကျွန်မတယောက်ထွက်လောက်တာပါ။နောက်အခွင့်လိုက်တွေလှုပ်ဆောင်ကြအောင်ပါ။ကိုယ်ရင်တော့လည်းလှုပ်ခဲ့ပြီးပါပြီ။ကျွန်တော်နိုင်ငံမှာတိုင်းရင်းသား135မြို့ရှိပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံရဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးကိုလေးစားလိုက်တာပါ။ကျမတို့နိုင်ငံကအချုပ်အခြာအနာပိုင်နိုင်ငံဖြစ်ပါတယ်ကျမတို့နိုင်ငံရဲ့အချုပ်အခြာအနာကိုလေးစားလိုက်တာပါကျမတို့နိုင်ငံကကိုလိုနီလောက်ခံနိုင်ငံမဟုတ်ပါဘူး ဒါကြောင့်ကျမတို့နိုင်ငံရေးကိုတခြားနိုင်ငံမှာအစည်းအဝေးလုပ်တာကိုကျမအနေနဲ့ပြီးရင်ထံကပ်သွားပါတယ်။ကျမကပြည်သူတယောက်အနေနဲ့နောက်ပြီးတော့နိုင်ငံရေးသိပ္ပံဒီပလိုမာယူထားတဲ့ကျောင်းလူဟောင်းတယောက်အနေနဲ့ကျမတကူတော်လာခဲ့တာပါ။ ကျွန်မမကျင်းတော့ဘူးဆိုတော့ကျွန်တော်မြန်မာနိုင်ငံက OIC နိုင်ငံလည်းမဟုတ်ပါဘူး OIC အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော်နိုင်ငံကိုလူ့ခွင့်ရလူ့ခွင့်ရဆိုပြီးတော့တို့လာလောက်တာကျွန်မမကျင်းတတ်ပါဘူးတကယ်လို့တို့လူ့ခွင့်ရတကယ်လို့ချိန်မှန်းဆိုရင်အခု sorry နဲ့စီရောက်မှာတကယ်လူ့ခွင့်ရခံစားနေရတဲ့လူရှိပါတယ်အဲ့ဒါကိုတို့လောက်ပါကျွန်တော်နိုင်ငံရဲ့ရခိုင်ရဲခင်းနေကျွန်တော်လူမျိုးရဲ့တိုင်းရင်းသား135အရေးကျွန်တော်နိုင်ငံရဲ့အထောက်အထားအာဏာနဲ့ကျွန်တော်နိုင်ငံရဲ့ဖြစ်ရှင်းပါမယ်ကျွန်မခုလာတာအကိစ္စလာတာမဟုတ်ပါဘူးမလေးရှားနိုင်ငံမှာလုပ်တဲ့ OIC 59နိုင်ငံပူးပေါင်းတဲ့ကိစ္စတည်ထောင်လာတာပါ ကျွန်မတို့ပြည်သူတယောက်အနေနဲ့လက်မခံနိုင်ဘူးဆိုတာပုံမှန်လေးနဲ့ပြောပြပါပြီအစိုးရအနေနဲ့လက်မခံနိုင်ကြအောင်ပုံမှန်လေးနဲ့ထောက်ပေါ်ပြောစီလိုပါတယ် OIC 58နိုင်ငံပူပေါင်းကမြန်မာနိုင်ငံအပေါ်ဖိအားပေးခြင်းကိုကန့်ွယ်ရှုတ်ချတဲ့အခုလိုဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင်ရာရဲစခန်းတွေရဲ့ခွင့်ပြုချက်နဲ့ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။